ကျိုးတင်ပြင်ဆင်ထားတဲ့အတ္တတမစပယ်ယာဘတ်မပါသူလို့ဖြစ်နေပါလေရှင်အလုံးမင်္ဂလာပါကျမတို့ကချင်းပြည်နယ်မှာကြည်ပါဦးအခုဆိုမိုးတွေကအဆက်မပြတ်ရွာကြီးတွေဟာအဆမတန်ကိုရေလိုင်းတွေတက်နေပါတယ်ကျမတို့ကချင်းပြည်နယ်တိုင်းတိုင်းရင်းသားတွေရဲ့ဒေသမှာအထက်မှာမိုးတွေကိုအဆက်မပြတ်ရခုလဲရွာသွန်းနေစေဖြစ်ပါတယ် အားလုံးမင်္ဂလာမျိုး IMK Entertainment Channel ကိုလိုက်ပါရယ်ဒီနေ့တစ္ဆေပင်ရဲ့ B file လေးကတော့ဒီ6လပိုင်းဇွန်လ10ရက်နေ့ကချင်ပြည်နယ်မြေကြီးနားမှာရေကြီးရှင်ဖြစ်နေလို့ဒီမြေကန်တဲ့ကအိမ်တွေကိုအတိပေးလာတဲ့ B file လေးကိုကျွန်တော်မျိုးပြသက်တစ္ဆေပင်တော်ဖြစ်ပါရယ်ဒီ B file လေးကိုတစ္ဆေရတဲ့ရေရက်ကတော့ကျွန်တော်မျိုးလည်းကျူတီကကွယ်ပစ္စည်းလေးရအောင်ဘုဒ္ဓရအနေနဲ့ပြန်လဲဝေမြတ်တစ္ဆေပင်ချင်းဖြစ်တယ်ဒါဆိုရင်တော့ကျွန်တော်တို့ B file လေးကိုဆက်လိုက်ရအောင်အားလုံးမင်္ဂလာပါ မလုတ်ကချင်းပြည်နယ်မှာကြည်ပါဦးအခုဆိုမူးတွေကအဆက်မပြတ်ရွာတိရွာသွန်းဖြိုးတဲ့အတွက်ကြောင့်ရေတွေဟာအဆမတန်ကိုရေလိုင်းတွေတက်နေပါတယ်သက်ဆိုင်ရာလူချင်းမင်းများကလည်းစိုးရင်ချင်းအမတ်ထုပ်ကိုကြော်လွန်စွာရေကြီးနိုင်နေဆိုတဲ့အကြောင်းကိုကြော်ညာထားပါတယ်ကျွန်မတို့မှလည်းပစ္စည်းတွေထိမ့်သိမ်းထားရတဲ့အနေအထားမျိုးဖြစ်နေပါသည်ပထမတစ်ခေါက်ကလည်းဒီလိုပဲစိုးရင်ချင်းအမတ်ကိုကြော်လွန်သွားပြီးတော့ တတိုင်းပြည်လုံးတနင်္ဂနွေလုံးရည်ကြီးသွားတဲ့အဆင့်ကိုဖြစ်သွားခဲ့ပါပြီအခုလည်းဒုတိယတစ်ကြိမ်ပြန်လည်ရည်ကြီးလာနိုင်တဲ့အနေအထားများကိုရောက်နေသည်ဆိုတဲ့အကြောင်းကိုသက်ဆိုင်ရာလူကြီးမင်းများကစိုးရင်ချင်းအမတ်ထက်ကြော်လွန်စွာကြီးရည်ကြီးနေတဲ့အတွက်ကြောင့်ကြိုတင်တတိပေးထားပါတယ်ကျမတို့မှလည်းတင်းစီထားရတဲ့အနေထားမျိုးတွေနဲ့ရှိနေပါတယ်ခုကိုရည်တွေကိုလိုက်ပြီးမှကြည့်နေရတဲ့အနေထားမျိုးပါညဆိုရင်တော့အိမ်နိုင်ပါမလားတော့မသိသေးဘူးခုလိုလိုဆင်ပါရဲ့ရည်ကနေ့ပိုင်းကိုရည်တော်တော်လေးတက်လာပါတယ်အခုဆိုကြည့်လိုက် ကကန်းဆက်ဖက်ကိုတော်တော်လေးကိုရောက်နေပါပြီကျမတို့ရဲ့အင်ချီယာဖက်ကိုတော်မှတော်တော်လေးကိုကတ်နေပါပြီကျမပြောချင်တာကကျမတို့ကချင်ပြည်နယ်တိုင်းတိုင်းရင်းသားတွေရဲ့ဒေသမှာအထက်မှာမိုးတွေကိုအဆက်မပြတ်ယခုလဲရွာသွန်းနေစေဖြစ်ပါတယ်အဲ့ဒီကြောင့်မို့လဲရည်ရည်ရတော်တော်လေးကိုကြီးနေပါတယ်တိုင်းရင်သားညီကိုမောင်နှမတွေမြေယိုးသားဆောင်မနေနေကြတဲ့တိုင်းရင်သားညီကိုမောင်နှမများအားလုံးကိုတတိပေးလိုပါတယ်အသက်ကြီးရွယ်အိုနဲ့ကလေးများတွေကို ရေပြေးမှအန္တရာယ်မှပြင်းအောင်အဝေးကိုရှောင်သိမ်းခန့်စီချင်ပါတယ်ကျမတို့မှလည်းရှောင်သိမ်းနေရတဲ့အနေအထားမျိုးကိုရောက်နေပါရဲ့ရှင်ပထမတစ်ခေါက်လေရေကြီးကြီးသွားတဲ့အတွက်ကြောင့်ကျမရဲ့အိမ်လုံးနဲ့ပါသွားပြီအိမ်လုံးနဲ့ကျွတ်သွားတဲ့အိုးခေါပကန်းလေးအတင်းပစ္စည်းဆိုပါဆိုပါမှမရလိုက်ဘူးဒီတစ်ခေါက်မှလည်းအခုလိုမျိုးစိုးရင်ချင်းအမတ်ထုပ်ကိုကြိုလွန်စွာရေကြီးနေတယ်ရေကြီးလာနိုင်တယ်ဆိုတဲ့ဥစ္စာကိုပြန်လဲပြီးမှကြော်ညာထားတဲ့အတွက်ကြောင့် ဒီတစ်ခေါက်သာရေကြီးရင်တော့ကျမကတော့နလန်လဲထူနိုင်မှာမဟုတ်တော့ဘူးပထမတစ်ခေါက်တုန်းကလည်းတော်တော်လေးကိုပြင်မဲစင်းရဲဆိုတာနဲ့ပြန်ထူထောင်ထားခဲ့ရတာဒီတစ်ခေါက်သာထပ်ပြီးမှဆိုးရင်ချင်အမက်ကိုပြန်ကြော်သွားမယ်ဆိုရင်တော့ကျမကတော့နောက်တစ်ခေါက်ပြန်ထူထောင်ဖို့ဆိုတော့မှကိုကိုတော့ခွန်အားတော်ရှိမှာမဟုတ်တော့ဘူးဒါပေမဲ့ဘူးလူမတိငွေမရှားဆိုတဲ့စကားပုံအတိုင်းပါပဲလဲနေပြန်ထထူမဲ့သူမရှိလဲကိုကလည်းကိုထူ အဲ့လိုအနေချမျိုးတက်ရောက်နေပါပြီအခုတော့ကျွန်မပစ္စည်းဒီတစ်ခါကတော့အဆုံးရှုံးမခံတော့ပါဘူးတော်တော်လေးကိုတင်းစီထားပြီးပါပြီပထမတစ်ခါကတော့မသိတဲ့တဲ့ကြောင့်အိမ်ပါကျပါပါတယ်အစင်းကြီးဖြစ်သွားတယ်သူကမလာလက်ထီကိုဖြစ်သွားပါဒီတစ်ခါကတော့အဆုံးရှုံးလည်းမခံတော့ပါအခုလုံးကတင်းစီပြီးသွားပါပြီကျိုးတင်ပြင်ဆင်ထားတဲ့အတ္တတာမစပယ်ယာဘတ်မပါတယ်လို့ဖြစ်နေပါလေရှင်မကြည့်ပါဘူးရေကတဖြည်းဖြည်းနဲ့ရိတ်ရိတ်ရိတ်နဲ့တက်လာပါတယ်သူက က်နေတာရေတက်နေတာတော်တော်လေးကိုတက်နေတယ်ဒီမှာဘယ်မှမလို့တင်းရမှာနားတော့ခေါင်းကပထမတစ်ခေါင်းကတည်းကတော်တော်ဆုံရှုံတော့ပြီဒီခါတော့ဆုံရှုံမှုခံနိုင်တော့ကြည့်ပါဦးတငယ်ချင်းတို့ရဲ့ကချင်ပြည်နယ်မှာရှိနေတဲ့တိုင်းရင်းသားညီကောင်မတွေကိုဘေးပြင်းရန်ကင်းအန်ဒီကင်းအောင်လဲဆူတောင်းပေးကြပါဦးရေရကြီးစမ်းမအောင်ဒီရလာအတရားကိုတက်နေရေကလည်းရေကြီးရေကြီးပါပဲအေးစိမ့်ကျင်းနေရပဲကိုတော်ဦးအထက်မှာလဲအမိုးချွတ်သွားရင်ရောမယ်အမိုးချွတ်သွားရင် อีหัวมาฉิบ่าวอะคูรามาอะมาไอ้นี่ดามาจิบาลาได้อเนทาမျိုးတောင်ရောက်နေပါပြီဘူးကမာပေါ့နေอีหัวมาฉิซ้ํามาสิเป็ดပါတယ်ပထမတစ်ခေါက်လဲဒီလိုပုံစံမျိုးเนี่ยတော်တော်လေးကိုဆုံးရှုံးနဲ့နာခဲ့ပြီးပြီหัวมาฉิยอကြည့်ပါဦးကျမတို့ကချင်ပြည်နယ်မှာအလောက်ကြီးဆွေးွားနေတဲ့အနေထားမျိုးပြန်ရောက်နေပါလေ။မိုးရင်းကအခုမှစခါရှိသေးတယ်။တလောက်တော့ရေကြီးနေမိုးလေတာဆိုတော့ပြီးပါလေရော။ ကျောက်တောင်ကျောက်စီယာကြီးမကြည့်ပါဦးရေရတဖြည်းဖြည်းနဲ့ရေ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 နေအောင်မတက်လာပြီမကြည့်ဦးဒီမှာနေဟိုတထောင်လောက်ရှိနေပြီဟေးတိုင်းနိုင်ကြီးကမနမညာအလုံးနဲ့အတူကျမတို့လည်းဘေးပြင်းရန်ကင်အမေကင်းအောင်လည်းဆူတောင်းပေးပြီးမှမိရမိဝတွန်ကျုံးပေါ်တည်တာနေပြင်းနာမှာရှိနေကြတဲ့တိုင်းရင်းသားကြီးကမောင်နှမတွေလည်းတတိဝိရိယနဲ့နေပြီးကြပါကလေးတွေကိုအသက်ကြီးရွယ်အိုနဲ့ကလေးတွေကိုဘေး နော်ဘေးရန်ကင်းတဲ့နေရာကိုရွှေ့ပြီးစီချင်ပါတယ်။ကချင်ပြည်နယ်ရေကြီးပြီးရေကြီးနေတဲ့နယ်ရေကျသွားပြီဆိုရင်တော့တေချာဘောက်အောက်ပိုင်းဒေသကိုရောက်လာတော့မှဖြစ်တဲ့အကြည့်ကြ။အခုဘေးရန်နေကြိုတင်တတိဝီရိယနဲ့နေပြီးကြပါ။ကျမတို့ကတော့ဒီညကတော့ခေါင်းပြအောင်အိပ်ရမယ်အနေထားမျိုးမဟုတ်တော့ပါဘူး။ကန်းဆက်နောင်တော်တော်လေးမင်းစိတ်နဲ့ကန်းဆက်ဆိုတာတော်တော်လေးဝေးပါတယ်အခုကတော်တော်လေးကိုနီးတယ်မှာအမကြီးအဲ့လောက်အနေထားရဖြစ်တယ်ဆိုတော့ဒါဆိုရင် ဒီလောက်ရဲ့အနေထားဆိုရင်ဒီမှာကျွန်တော်တို့ကလမ်းပဲရှိရတယ်။အမှရှိဘလောက်မှမလူတော့ပါဘူးအလုံးကိုဒါသာကြော်လွန်သွားပြီဆိုရင်တော့ရေချာပေါ့ရေတိုင်းသေးဟိုပြင်ပါပြီရေသေးဟိုပြင်ပါပြီရေကုန်းမရောက်ဘူးဆိုတာဘလောက်မှမလူတော့ပါဘူးအခုမြင်နေရတဲ့ဟာတွေကတော့ကျွန်မလူရဲ့နေမှာရှိအမှကြည့်ပါကျမတို့ကဒီညတော့ဒီဒီဝီရီယာနေဆောင်းပြီးမှနေရမယ့်အနေအထားမျိုးဖြစ်နေပါပြီ မဝေယုံနေတော့ဆိုရင်ပုံနဲ့တောင်မျောလာတဲ့အနေအထားမျိုးဖြစ်နေပါပြီမကြည့်ပါအောင်ရှေ့မှာဆိုရင်ကအိမ်လုံးကျပောင်းသွားတဲ့ဟာတွေတောင်တွေ့နေရပါပြီတိုင်းတိုင်းညီကမနမလေးအားလုံးအားဒီကင်းပြီးရှင်းကြပါစီဘာလို့အဲ့ဒီဘာလဲ ြီးပါအောင်အန်ဒီရဲ့ခင်းမကြီးလည်းတော့မတော်တော်လေးကိုဒီလမ်းထားနေတဲ့အန်ဒီဖားမျိုးဖြစ်နေတာပြီဒီလိုကြည့်ကြည့်ရှင်းကြပါစက်ကြီးရေဦးလဲဒီဆိုင်ပေးကြပါဟဲ့ညဆင်းနေတဲ့သူကငားများလို့မဖြစ်ဘူး hello မင်္ဂလာရှိတော့နည်းနည်းခင်ပါရှင်တိုင်းတိုင်းညီကိုမမများခုဆိုရင်တော့အင်ချီဖက်ကိုရေရောက်လာပါပြီကျွန်မတို့အင်ချီဖက်ကိုဝင်ပါပြီရေရတော့ ။တ냐လုံးလည်းကောင်းအောင်မအိပ်ရပါဘူး။အခုချိန်ကြီးလဲအေးသမီးမှမအိပ်ရသေးပါဘူး။အိမ်ချီဖက်ကိုလုံးဝရေဝင်ပါပြီ။ဒီနေ့လိုအနေထားမျိုးတော်တော်လေးကိုရေကြီးတဲ့အဆင့်ထဲမှာဝင်သွားပါပြီ။အခုကတော့ကျွန်မတို့ဒီနေ့တရက်တာကိုစောင့်ကြည့်ရမယ့်အနေထားမျိုးကိုလုံးဝစိုးရင်ချီအမတ်ဖက်ကိုတေချာဘက်ကိုဝင်နေပါပြီ။ကြည့်ပါဦး။ဒါကျွန်မတို့ရဲ့ခြံရဲ့အနောက်ဖက်ပါရေရတော်တော်လေးကိုဝင်နေပါပြီ။အခုဆိုရင်လုံးဝရေပြင်ကြီးကိုဖြစ်သွားပါပြီ။ဒီနေ့တရက်တာရဲ့အနေအထားကိုအခုဆိုရင် ရေဆောက်ဝင်လာတဲ့အနေအထားမျိုးဖြစ်နေပါပြီကြည့်ပါဦးလမ်းဘေးမှာရှိတိုင်းရင်းသားညီကိုမောင်နှမတွေမိယိုတောက်ဆောင်မှာရှိတဲ့တိုင်းရင်းသားညီကိုမောင်နှမတွေအထူးတတိပြုလူစီချင်ပါတယ်အခုကတော့မိုးရီရလည်းအဆက်မပြတ်ကိုဆက်လက်ရွာသွန်းနေဆဲဖြစ်ပါတယ်အသက်ကြီးရွယ်အိုးနဲ့ကလေးများကိုအဝေးကိုရှောင်တင်းပေးစီချင်ပါတယ်ဒီမှာကြည့်ကျွန်မလူရဲ့အင်ချီကိုလုံးဝကိုရောက်သွားပါပြီဒီကိုကြည့်ပါဦးရေတွေကမတရားကိုတက်နေပါပြီ တညတော့လည်းကောင်းကောင်းမအိပ်ရအခုဆိုမှထမင်းနဲ့မှာပဲအလောတော်ဘချက်ပြုတ်စားနေရတဲ့အနေထားမျိုးဖြစ်နေပါပြီဒီနေ့တနေ့သာကိုပြန်စောင့်ကြည့်ရမယ်အနေထားမျိုးရောက်နေပါပြီချစ်တူရေဝိုင်းဝင်းပြီးတော့လည်းမေတ္တာပို့ပေးကြပါအောင်အမကြီးတကယ်ရည်ပင်ကြီးကိုဖြစ်သွားပါပြီဒါသာဆိုအိမ်ပါပဲဒါသာဆိုတာညီမလို့ရဲ့အိမ်အနောက်ကိုရောက်နေပါပြီ ကျွန်မတို့ရဲ့နေရာကတော့လုံးဝရေဝင်သွားပါပြီအခုဆိုရင်တော့ဘေးလူရကိုဖြစ်တဲ့တက်ကုန်းမြေကိုအမလို့ကပြေးရတော့မယ်အနေထားမျိုးရောက်နေပါပြီမြေယူတော့ဆောင်မရှိနေတဲ့တိုင်းရင်းသားညီကိုမောင်နှမတွေအဖိုးအဖွားတွေအသက်ကြီးရွယ်ဦးနဲ့ကလေးတွေကိုခူးဆိုင်ပေးကြပါရေကလည်းလက်ဆက်ကိုရွာနေပါတယ်အခုကျွန်မတို့ကြားသိရတာကတော့နင်းမြုံတွေလည်းတော်တော်လေးကြနေပါပြီဟိုဘက်ကကိုလုံးဝကိုမမြင်ရတဲ့နင်းမြုံတွေကိုစိုင်းနေပါပြီမြုံဆိုင်တဲ့အတွက်ကြောင့်အရန်ကြောက်ရတဲ့အနေထားမျိုးရောက်နေပါတယ် ။ Okay ပါမျိုးကြီးကျွန်တော်ပြပိုင်ဒီလောက်ပါပဲ။ဒီ view point လေးကတော့ဒီဇွန်လ၁ရက်နေ့၆လပိုင်းမှာပြည်နယ်မြကြီးနားဘူတာအိုမှာဒီရေရည်ကြီးလို့ပေါ့နော်။ဒီမြကဲနှစ်ဖက်ကအိမ်တွေကို DNDG ကအတိပေးလာတဲ့ view point လေး။ ဒီဗီဗန်လေးကိုကျွန်တော်ရဲ့မျိုးပြတ်သက်တင်ဆက်ပြီးတော့ဖြစ်ပါတယ်ဒီဗီဗန်လေးကိုတင်ဆက်ရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်ရဲ့မျိုးလည်းကျူတီကောက်ကွယ်ပစ္စည်းလို့ရအောင်မူတရအနေနဲ့ပြန်လည်ဝင်မြတ်တဲ့ဆက်ပလေးချင်းဖြစ်တဲ့ဒီဗီဗန်လေးကိုလည်းအများသူငါသိအောင်လို့မြန်မြန်လေးလိုက်အရှေ့လေးပြုလုပ်ပေးဖို့တော့ချစ်ချင်ပါတယ်ဒါမှနောက်ထပ်လူတွေလည်းဒီကျူတီကောက်ကွယ်ပစ္စည်းနိုင်တာပေါ့ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ချန်နယ်နေမုံနယ်တရင်းနဲ့ဒီဆယ်လီတဲ့ဘူးတူတက်ရတဲ့တရင်းကိုအမြဲတစပြင်မှာမို့ကျွန်တော်ချန်နယ်လိုက်ခဲ့ဆိုကမြဲလိုက်ခဲ့ဆိုခွင့်နဲ့ဘေးနဲ့ notification လေးဝင်နေခဲ့ပြီကိုတောင်းဆိုချင်ပါတယ်ကျွန်တော်ချန်နယ်အားပေးကြည့်ရှုသူတွေချင်းနဲ့ကျေးဇူးများတင်ပါတယ်နောက်ထပ်ပြန်ပြန်ဆောင်ရမယ်